ပါဇက်ဆိုတာပြောချင်တာပြောလို့မရဘူးလေစီကံဆိုတာရှိရသေးတယ်ပေါ့အဲ့ဒီနှုတ်ကိုစီကံထားတာကိုပဲမနောတုစရိုက်လို့ခေါ်တယ်စီကံပြတ်လို့ရှင်မနောတုဝစီတုဝစီတုစရိုက်လို့ခေါ်တယ်စီကံပြတ်သွားရင်ဝစီတုစရိုက်ပဲပေါ့နော်အဲ့တော့နှုတ်ကိုစီကံထားတယ်ဆိုတာဘာတော့လိမ့်မပြောဘူးမှန်တာပဲပြောတယ်တူးနဲ့တူမတက်အောင်ခုံးမချောဘူးခုံးမတိုက်ဘူးညီညွတ်အောင်သာပြောပေးတယ် သူများကိုစัญญံထာဏံဆေးတိုင်းထွာ မပြောဘူးတိမ်မွေးရင်ကြီးကြီးတိမ်မွေးတဲ့စကားမျိုးကျင်နာတဲ့စကားမျိုးကိုပြောတယ်တရားလက်လွတ်စကားတွေမပြောဘူးဓမ္မလမ်းကြောင်းနဲ့အညီပဲပြောတယ်ဆိုတာနှုတ်ကိုစီကံထားတယ်အဲ့ဒီစီကံပြတ်သွားလို့ရှင်ဝစီဒုစရိုက်လို့ခေါ်တယ်အဲ့ဒီဝစီဒုစရိုက်ကိုကျင့်သုံးလို့ရှင်သူကလည်းပဲမကောင်းတဲ့ပုံပေါ်အောင်ရောက်စေနိုင်တဲ့အကုသို့တစ်ခုပဲပေါ့ ဟောလူတွေကတွေးတွေးပြီးရင်ပြောပြောပြီးရင်ဗာလောက်တတ်တော့လောက်တတ်တယ်အလုံးလုံးတယ်ကိုရီးလဲအောင်လုံးတယ်ကိုရီးလဲအောင်လုံးမှုနဲ့ပတ်သက်ပြီးအပြစ်ရှိတဲ့လုံးမှုသုံးခုကဗာတော့ဆိုရင်သူများတက်ကိုတတ်တယ်သူများဥဆောင်ကိုခိုးတယ်သူတို့ဘာသားများပြစ်မှားတယ်ကိုရီးလဲရဒါကာယဒုစရိုက်သုံးခုလို့ခေါ်တယ်အေးဒုစရိုက်ကြတော့ ူများတဲ့်ချင်းမှရောင်ကျင်တယ်တတဝအလုံးပေါ်မှာတနာတယ်ကျင်နာတယ်နော်အကျင်နာစိတ်မွေးတယ်မေတ္တာထားတယ်သူတော်ဟာဥစ္စာမယူဘူးတင်းတန်တန်ရှင်းရှင်းနေတယ်တန်ရှင်းတယ်ဒီမယူသားတဲ့စိတ်လုံးဝမထားဘူးဟောကာမဂုဏ်အာယုန်အနေနဲ့ပတ်သက်ပြီးတော့ဖောက်ပြားတာမရှိဘူးလူမှုရေးဖောက်ပြန်တာမျိုးတွေမလုပ်ဘူးရှောင်ကျင်တယ်သူတော်ကောင်း စိတ်ကောင်းနှလုံးကောင်းနဲ့နေတယ်ဆိုဟောတာကောင်းတဲ့ဘက်ကနော်အဲ့တော့ဒီဒုစရိုက်10ပါးသူစရိုက်10ပါးဒုစရိုက်ဆိုတာအကျင့်ပြည့်10မျိုးသူစရိုက်ဆိုတာအကျင့်ကောင်း10မျိုးအဲ့ဒီဒုစရိုက်သူစရိုက်ကျင့်သုံးယုံနဲ့ပဲလူကုန်လူဘွားဆိုတာရောက်နိုင်တယ်ပေါ့အဲ့ဒါကြောင့်မို့လို့ပထမဆုံးခွန်ကြီးတို့တွေအရေးကြီးဆုံးကတော့ဒီတန်မြာတဲမှာ ချမ်းသာတာနေခြင်းဒုစရိုက်ကိုဆောင်ရှောင်ရမယ်ဒုစရိုက်အတိုင်းလိုက်နာခြင်းတော့အဲ့ဒါဆိုလို့ရှိရင် guarantee ရှိတယ်အမကံပြီမကောင်းတဲ့အလုပ်တွေကိုမလုပ်ဘူးကောင်းတာနဲ့ပဲနေတယ်ဆိုတဲ့ပုံကိုတရားကောင်းကျိုးချမ်းသာတွေကိုသိချင်ရမှာပဲဖြစ်တယ်ပေါ့တန်မြာတဲမှာသူကကောင်းတဲ့ဘဝတွေကိုကျင်းလည်နိုင်သို့သောအဲ့ဒီအဆင့်လေးနဲ့နိဗ္ဗာန်ဘက်ဖို့မျက်မှောက်ပြုလို့ရလာလို့ဆိုတော့ အခြေအနေတစ်ခုလောက်ပဲပေးနိုင်သေးတယ်။နိဗ္ဗာန်ကိုမျက်မှောက်ပြုလို့မရသေးဘူး။ဒီလိုဆိုလိုတာနော်။အဲ့တော့တန်လျာတဲ့ကထွက်ချင်းပြီဆိုလို့ရှိရင်အဲ့ဒီကိုချင်းတရားကောင်းမှုကလည်းပဲလိုအပ်တယ်နံပါတ်၁ဒါကြောင့်မို့တန်လျာဝုကထွက်ဖို့ဆိုတဲ့အခါမှာကျင့်သုံးရမှာဘယ်နှခုရှိတုံးဆိုသီလရယ်၊သမာဓိရယ်၊ပညာရယ်။သီလသမာဓိပညာဆိုတာသီလဆိုတာအခုပြောတဲ့ဟာပဲ။ ။တမဝါစာတမကမ္မတတမအာဇီဝဒါတိလပဲ။နှုတ်ကိုစည်းကမ်းထားတယ်အလုတ်ကိုစည်းကမ်းထားတယ်အသက်မွေးမှုမှာစင်ကြယ်တန်ရှင်းတယ်။အဲ့ဒါဆိုလို့ရှိရင်တမအာဇီဝကိုချင်းတိလကောင်းပြီ။အဲ့ဒီကိုချင်းတိလဟာဝိပဿနာတရားကိုအားထုတ်တဲ့အခါမှာဘလောက်အထောက်ကူပြုတယ်လဲဆိုတာစဉ်းစားရနော်အေးတချို့ကတီလဆိုတာဒါတော့အရေးမပါပါဘူး တန်တတိမကြီးတောင်မူရင်ယူရင်နဲ့ပဲဘုရားတရားနာလိုက်တာယန္တာဖြစ်သွားတာပဲဒီလိုပြောတဲ့လူဟာရှိသေးတယ်နော်သို့တော့တန်တတိမကြီးကမူနေတော့ယန္တာဖြစ်တာမဟုတ်ဘူးဘုရားနဲ့တွေ့လို့ယန်ဒီတရားနာလိုက်တဲ့အချိန်ကစပြီး तू ကတိလားဟိုဓာရီမကောင်းတဲ့အလုပ်တွေဆိုတော့ तू ကစွန့်ပယ်လိုက်ပြီးချက်ချင်းတို့ကစိတ်ဓာတ်ကပြတ်သားတယ်တို့လိုတောင်းလောင်းနေတဲ့လူမျိုးမဟုတ်ဘူး လုံးဝရှောင်ကျင်တဲ့စိတ်ကအဲ့ဒီအချိန်မှာသူ့မှာစောင့်တည်လိုက်တယ်ဒါကိုကြံတဲ့လူကမသိဘူးလေသီလဆိုတာအကြာကြီးထင်းရတာလည်းလို့မဟုတ်ဘူးအခုစောင့်တည်အခုသူတော်ကောင်းဖြစ်သွားတာအခုတရားနာပိဋကတ်ဒီခုနကသောသောကငါးပါးသီလစောင့်တည်လိုက်တယ်ဘယ်သူမှငါးပါးသီလမချိုးသေးဘူးချိငါးပါးသီလလုံးတယ်လို့ဒီအချိန်မှာပြောရဲတယ်ဘယ်သူပဲဖြစ်ဖြစ်ဟုတ်ကဲ့ကိုယ်သီလကိုလုံးချုံနေတယ် တော့သီလဆိုတာအခုစောက်တိအခုလုံကြုံသွားတာသူဟာဝေရမဏိလို့ဆိုလိုက်တာနဲ့တပြိုင်နဲ့မကျွလွန်သေးသမျှဝေရမဏိပဲပေါ့အဲ့တော့ကြည်တဏတိမကြီးယန္တာဖြစ်တဲ့ဆိုတာသူကစိတ်ကိုစောက်တိလိုက်ပြီလေချက်ချင်းဘုရားတရားနာရင်းမဲ့သူ့မှာ